အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက်ဝါးပြင်ကတော့လက်ထောက်ပါရကူဆရာဝန်တရားရဲ့လက္ခဏာဖြစ်ပါတယ်သူရဲ့လက်မှာဘာထူးခြားတာများတည်ရှိနေပါတယ်လဲသူရဲ့လက်မှာထူးခဲ့တာကဆော်လမွန်လက်စွပ်ဖြစ်ပါတယ်ဆော်လမွန်လက်စွပ်ကလက်ညှိုးကိုပတ်ပြီးထင်ရှားစွာနဲ့တည်ရှိနေပါတယ်ဒါကြောင့်သူဟာသူတိကျွမ်းရာပညာနယ်ပယ်မှာဆရာတစုဖြစ်ပါမယ်မြည်သည့်အခါမှဘေးအန္တရာယ်မကြောက်ရွံ့တတ်ပါဘူးကုညီမဲ့သူလည်းပေါ်တတ်ပါတယ်သူရဲ့အသက်အရန်လမ်းကနေဖောက်တက်နေတဲ့အတက်တစ်ခုကလည်းလက်ညိုရင်းစီကိုတက်နေပါတယ် ဒါကြောင့်သူကအသက်ငယ်တုန်းကအော်ဒီနဲ့အမတ်ကောင်းစွာဆယ်တန်းကိုအောင်မြင်စွာပြေဆိုနိုင်ခဲ့ပါတယ်။ဂုံယူစရာဘွားတစ်ခုကို ရရှိခဲ့တာကိုပြသနေပါတယ်။သူရဲ့လက်သကြွယ်ကတနင်္ဂနွေဂျူခုံကလည်းလှပနေပါတယ်။နောက်ပြီးဂျူခုံဘော်ကအောင်မြင်လန်းကလည်းမပြတ်မတောက်နဲ့ဇီရီပုံစံခံပြီးတည်ရှိနေတဲ့အတွက်သူကသားသမီးအကျိုးပေးတတ်ပါတယ်။စာပေအရေးသားပြောင်မြောက်ခြင်းနဲ့အတူအနုပညာဉာဏ်ရည်ရှိပါတယ်။ဒီရည်ချင်းတွေရောက်လဲနာမည်ကျော်ကြားလာပါလိမ့်မယ်။ သူရဲ့လက်တံအောက်ကဗုဒ္ဓဟူတကုံနိုင်လို့ခေါ်တဲ့ဗုဒ္ဓဟူလမ်းကြောင်းကလည်းစည်းဝါးမှာအကျိုးပေးတဲ့အကြောင်းပြသနေပါတယ်။နောက်ပြီးငွေကြေးမြောက်များစွာအချီကောင်းရရှိနိုင်မဲ့ကာလတွေကိုကြုံတွေ့ရမယ်ဆိုတာကိုလည်းပြသနေပါတယ်။သူရဲ့အသက်လမ်းကအတက်တွေကတော့သူရဲ့စည်းစိမ်တိုးတက်မဲ့အသက်ပိုင်းတွေကိုပြသနေပါတယ်။နောက်ပြီးမိသားစုရဲ့အကူအညီကိုလည်းရနိုင်တတ်ပါတယ်။သူကအသက်35နှစ်သာရှိသေးတဲ့ဆရာဝန်လေးတူဦးဖြစ်ပါတယ်။နိုင်ငံခြားမှာပါရဂူဘွဲရရှိခဲ့တဲ့ခေတ်လူငယ်တယောက်လည်းဖြစ်ပါတယ်။ သူရဲ့လက္ခဏာအရသူဟာအသက်36နှစ်ကနေစပြီးလာတာတဲ့ညဒီကိုပဲကြုံလာရမယ်ဆိုတာကိုပြသနေပါတယ်။နောက်တစ်ခုကတော့လက်မဒုတိယအစစ်ကကျေပုံစံအမှတ်သားပဲဖြစ်ပါတယ်။တင်းမှာဒီလိုအမှတ်သားတွေပါလာရင်တင်းဟာအမွေနှစ်တွေရပြီးချမ်းသာဖို့ကံပါလာတဲ့သူဖြစ်ပါတယ်။တိတ်ပြီးမရှာဖွေမစူးဆောင်ရပဲနဲ့အမွေခံထိုက်သူဖြစ်တတ်ပါတယ်။နောက်ထပ်မြဝေပေးမယ့်လက္ခဏာကတော့ကံလန်းချောင်းအကြောင်းပါ။ပုံမှန်ပြထားတဲ့ကံလန်းချောင်းကိုကြည့်လိုက်ပါ။ လက်ကလေးစီမှာတက်နေတဲ့ကံလန်းကအခုလိုမျိုးအပြတ်တောက်များစွာရှိနေမယ်ဆိုရင်လုပ်ငန်းမခိုင်မာတဲ့ပြဿနာကိုရင်ဆိုင်ရပါလိမ့်မယ်။အလုပ်ရလိုက်မရလိုက်ဖြစ်နေတတ်ပါတယ်။ဘာသာရေးလည်းလုပ်ရမယ်၊ကုသိုလ်လေးလည်းပြုပေးရပါမယ်။မိမိရဲ့အလုပ်ကိုလည်းပိုပြီးစိတ်ဝင်စားမှုရှိရပါမယ်။မိမိရဲ့အတွင်းစိတ်ကိုငါလုံးနိုင်ရမယ်လို့အကြိမ်ကြိမ်စူးစိုက်စွာတတိပေးရပါမယ်။ဒါကိုစိတ်ပညာရှင်တွေကမသိစိတ်ကိုနိုးစွခြင်းလို့ခေါ်ပါတယ်။ ူတိုင်းကငါအဆင်မပြေဘူးလို့ကြီးပဲစိတ်ကတွေးနေရင်ဒီလူရဲ့အတွေ့အတိုင်းသွေးကြောတွေကတဆင့်လက်ဝါးစီရောက်လာပြီးလက္ခဏာလမ်းတွေပေါ်လာပါတယ်။ဒါကြောင့်မတိစိတ်ကိုနိုးဆွပေးရပါမယ်။ငါဒီသာငါအရှင်သခင်ငါလုံနိုင်ရမယ်လို့တွေးတွေးပြီးတော့စူးစမ်းလိုက်ပါ။လက္ခဏာကကောင်းတဲ့စိတ်အပေါ်မူတည်ပြီးကောင်းတဲ့လက္ခဏာတွေရလာပါလိမ့်မယ်။နောက်တစ်ခုကတော့ငခြင်းမီးနဲ့ငါးရုပ်ကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ငခြင်းမီးကိုကြည့်လိုက်ပါ။ဒါကတော့အများယုံကြည်လေးစားထိုက်တဲ့သူမျိုးမှရှိနေတတ်ပါတယ်။ ိုးစားတာကံကောင်းပါတယ်။ဘဝမှာအဆိုးညံ့တွေမကြရအောင်အကာအကွယ်ပေးတဲ့အမတ်အသားလည်းဖြစ်တယ်လို့မင်္ဂလာအချမ်းရံလည်းဖြစ်ပါတယ်။ဘဝကံအေးချမ်းစွာနေထိုင်ရမယ့်သူဖြစ်ပါတယ်။မိမိရဲ့ပတ်ဝန်းကျင်မှာတော့ဩဇာရှိနေတတ်ပါတယ်။ငခြင်းမီးကိုအနီရောင်လေးနဲ့ပြထားပါတယ်။အဖြူရောင်သင်္ကေတကတော့ငားရုပ်ဖြစ်နေပါတယ်။ဒါကလည်းချမ်းသာဖို့သင်္ကေတလို့ဆိုရပါလိမ့်မယ်။မင်္ဂလာချမ်းရံကုကထပ်နေတော့ပိုပြီးကောင်းသွားပါတယ်။ပိုပြီးမြတ်သွားပါတယ်။ကြည်ဘွားချမ်းသာတိုးတက်ဖို့အခြေခံကောင်းတဲ့အမှတ်အသားတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ လုံးလန်းချောင်းချောင်းပါနှလုံးလန်းချောင်းကတာမန်ပုံစံမျိုးရှိနေပြီးညံလန်းကလက်ပြတ်ပုံစံလိုမျိုးလက်ဖွာတစ်ဖက်အထိရှိနေမယ်ဆိုရင်သူဟာငွေမတ်တက်ပါတယ်လက်တွေးလောက်ကန်ရတာကိုမတ်မောပါတယ်မျက်နှာတက်ပါတယ်ငမျောတက်တယ်တွန်းတူတက်တယ်သူရဲ့ကောင်းကွက်ကတော့သူဟာပြဿနာရက်တွေကိုဝေဖန်သုံးသပ်ပြီးမှပဲစုံပြတ်တက်ပါတယ်သင်ကဘီရင်လက္ခဏာပညာကိုသင်ယူလေ့လာခြင်းလဲဆိုရင်သင်ရဲ့လက္ခဏာကိုဒီလိုစစ်ကြည့်နိုင်ပါတယ် သင်ရှားအောင်မြင်တဲ့လက္ခဏာဆရာတယောက်သို့မဟုတ်ပညာရှင်တယောက်သို့မဟုတ်အတတ်ပညာရှင်တယောက်မှာပါရှိတတ်တဲ့လက္ခဏာတွေကတော့အပြက်လန်းကင်းတဲ့လက်ဝါးပြင်ဖြစ်ပါတယ်။အဲ့ဒီလက်ဝါးပြင်ပေါ်မှာလဲပုံမှန်ပြထားတဲ့အမှတ်သားတွေပါရှိနေတတ်ပါတယ်။နံပါတ်၁ကတော့လက်တန်အောက်ကမြင်းတူပဲဖြစ်ပါတယ်။အဲ့ဒီမြင်းတူကဘာနဲ့မှမတိရပါဘူး။နံပါတ်၂ကတော့လက်တကြွေအောက်ကမြင်းတူပဲဖြစ်ပါတယ်။ဒီမြင်းတူကလည်းဘာနဲ့မှမတိရပါဘူး။နံပါတ်၃ကတော့လက်ညူအောက်ကဆော်လမွန်လက်စုပ်ပဲဖြစ်ပါတယ်။ နံပါတ်၄ကတော့လက်အလေကကံပြာကြက်ချေဖြစ်ပါတယ်။နံပါတ်၅ကတော့ညံလန်းကဖြောက်ပြီးတော့အဖျားကအခွားကအပေါ်ကိုကော့တက်နေခြင်းဖြစ်ပါတယ်။နံပါတ်၆ကတော့လက်အယောင်ကပန်းယောင်ဖြစ်ပါတယ်။နံပါတ်၇ကတော့လက်ဝါးက၄တော့ဆန်းဆန်းပြရပါမယ်။နံပါတ်၈ကတော့လက်တန်အောင်ဘုဒ္ဓဂျိုကုံမိုးမောင်းနေရပါမယ်။နံပါတ်၉ကတော့လက်ညူအောင်ကြာသာပြီးဂျိုကုံမိုးမောင်းနေရပါမယ်။နံပါတ်၁၀ကတော့လက်ကလေးအောင်စနီဂျိုကုံကမိုးမောင်းနေရပါမယ်။ ဒီလိုမိုးမောက်နေမှဆိုရင်ပူစွမ်းပါတယ်။လက်ဝါးပြင်းမှာအပြက်လန်းတွေကင်းလေလေအောင်မြင်လေလေပဲဖြစ်ပါတယ်။ဒီထက်ကောင်းတဲ့လက်ဝါးပြင်းတွေလည်းရှိပါတယ်။ပုံမှန်ပြထားတဲ့လက်ကတော့နမူနာလောက်ပဲဖြစ်ပါတယ်။အကယ်၍သင်ကဘေးရင်လက္ခဏာပညာကိုလေ့လာလိုက်စားလို့ရဆိုရင်တော့ဒီလက္ခဏာတွေရှိနေမှာအဆင်ပြေပါမယ်။ဒီနေရာမှာမှတ်ချက်ကတော့ပုံမှန်ပြထားတဲ့လက်ဝါးပြင်းကဘေးရင်လက္ခဏာပညာနဲ့အောင်မြင်နေတဲ့ဘေးရင်လက္ခဏာဆရာတူရဲ့လက်ဝါးပြင်းပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့အိမ်တော်ကြီးလမ်းကနေအပေါ်ကိုတက်နေတဲ့လမ်းအကွဲလေးပဲဖြစ်ပါတယ်။ဒါကတော့သူဟာသူ့ရဲ့အိမ်တော်ဘက်ကြောင့်အကျိုးစီးပွားတိုးတက်ခြင်းကိုပြပါတယ်။အိမ်တော်ကြပြီးမှအိမ်တော်ဘက်ကြောင့်စီးပွားရေးတွေအဆင်ပြေလာမယ်။အလောက်ကန်ကြီးကောင်းမွန်လာမယ်။ဒီလမ်းကြောင်းကထင်ရှားအားကောင်းလေးလေးစီးပွားဖြစ်ထွန်းလေးလေးဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းထွက်ပေါ်နေတဲ့ရွေ့လေအကျိုးခံစားနေရမှာပဲဖြစ်ပါတယ်။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာညံလိုင်းရဲ့အထက်မှာကျမ်းမာရေးလမ်းကလာတိပြီးလာပါတဲ့တွီးကန်လေးပေါ်နေပါတယ်။ဒါကတော့လက်ပိုင်ရှင်ကိုသူ့ရဲ့အတွေးခေါ်မှန်ကန်တဲ့ညံရည်ကြောင့်မှန်ကန်တဲ့ယက်တီမှုကိုရရှိစေပါတယ်။သူဟာနီးပညာတွေကိုနစ်သက်ပါတယ်။နီးပညာတွေနဲ့လည်းအကျိုးပေးပါတယ်။သူ့ရဲ့ကန်လန်းကကြာသာပလေးဂျူခုံဘက်ကိုဆက်ပြီးတက်နေပါတယ်။တစ်ပင်ပုံစံမျိုးဖြစ်ပါတယ်။ဒါကလည်းမင်္ဂလာအချမ်းရံတစ်ခုဖြစ်ပါတယ်။ဦးဇာတာကန်ကောင်းပါတယ်။ ူရဲ့ပုတ်ထူထီယိုကနေပြီးကံလန်းတစ်ခုကလည်းညံလန်းကိုတီးပြီးတွီးကံပုံဖြစ်နေပါတယ်။ဒါကလည်းငွေရစီတယ်၊လက်ရွှင်စီပါတယ်။သူ့ရဲ့အသက်လမ်းမှာလည်းအတက်တစ်ခုကညံလန်းကိုတီးပြီးရတနာဘန်ဒိုက်လိုပြစ်ပေါ်နေပါတယ်။သူ့ရဲ့လက်ဝါးအလဲကအိတ်ပုတ်ဇံကလည်းအထင်ရှားပါပါတယ်။သူ့ရဲ့လက်ဝါးပြင်ကလည်း၄တော့ကျပါတယ်။လက်ဝါးပြင်၄တော့ကျခြင်းကလည်းလက္ခဏာမှာအရေးပါအရာရောက်ပါတယ်။သူ့ရဲ့လက်မကခါးသိမ့်လက်မဖြစ်ပါတယ်။ခါးသိမ့်လက်မကတော့သူ့ရဲ့စိတ်ပါပါဘူးပြပါတယ်။ ူရဲ့လက်ညှိုးအောက်ကကြာတာပြီးဂျူကုံကလည်းအထင်ရှားတည်ရှိနေပါတယ်အဖြက်လမ်းမရှိပါဘူးဒီလိုအဖြက်လမ်းမရှိခြင်းကလည်းအားရပွေရပဲဖြစ်ပါတယ်သူ့ရဲ့နှလုံးလန်းနဲ့ညံလန်းကြားမှာလည်းဝေးကွာနေပြီးသူ့ရဲ့စတုကန်လွင်ပြင်ကလည်းကျေပြန့်နေပါတယ်ဒါဟာအကျန်းအဖြစ်တော့သူဟာမြတ်တာတဲ့စိတ်ထားရှိတယ်ဒါအပြင်သူဟာစကားပြောကြွမ်းကျင်တယ်အမြင့်ကျဲတယ်ဇီဝရဲ့အတွေးခေါ်ရှိတယ်လူမှုရဲ့အတွေးခေါ်ရလည်းရှိတယ်ဒါအပြင် နိုင်ငံရေးအတွေးခေါ်ရလည်းရှိတတ်ပါတယ် သူဟာလူအများစုကိုစီယုံပြောဆိုနိုင်စွမ်းရှိပါတယ်။ဘဝကိုကောင်းဆိုးနှစ်တန်အတူရှင်တွဲပြီးမြင်တတ်တယ်။တရားသဘောရှိတယ်။လောဘစိတ်နဲတယ်။စိတ်ရင်ကောင်းတယ်။လူရောစိတ်ပါကျမ်းပါတယ်။သူရဲ့လက်တန်းကလည်းရှိပါတယ်။လက်တန်းရဲ့အစစ်အပိုင်းတွေကလည်းမြတ်တတ်ပါတယ်။ဒါကြောင့်သူကစကားပရိရွယ်ကျွဲတတ်ပါတယ်။သူရဲ့အားနည်းချက်ကလည်းတခုပါပဲ။သူရဲ့နှလုံးလန်းဟာစနေဂျူခုံနေရအကျော်ကြာတာပလေဂျူခုံကနေစပါတယ်။မီးမိတ်ပါတယ်။စနေဂျူခုံရောက်မှထင်ပါတယ်။ ဒါကတော့သူဟာအချစ်ရေကိုစိတ်ဝင်စားတတ်တဲ့သူဖြစ်ပါတယ်။လူမျိုးကြီးတယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့လက်ဝါးပြင်တစ်ခုလုံးဟာလည်းအပြက်မြင်းတွေဥပက်လန်းတွေမရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်အေးချမ်းတဲ့သူ့ဘဝဟာကောင်းနေတယ်ဆိုတာကိုပြသနေပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့သူဟာကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့လျှက်စစ်ပစ္စည်းဆိုင်ပိုင်ရှင်တူဖြစ်ပါတယ်။နောက်တစ်ခုကတော့နိုင်ငံသားကို shopping ခဏခဏထွက်သူရဲ့လက်ဝါးပြင်ပဲဖြစ်ပါတယ်။နိုင်ငံသားကို shopping ခဏခဏထွက်တဲ့သူရဲ့လက်ဝါးပြင်ရဲ့ကံလိုင်းရဲ့ဒူးချမှုလေးဖြစ်ပါတယ်။ သူ့ရဲ့ကံလန်းကိုကြည့်လိုက်ပါသူ့ရဲ့ကံလန်းကထူးခြားပါတယ်တနင်္လာဂျူခုံကနေပြီးခရီးသွားလမ်းလေးနဲ့ဆက်ဆက်ပြီးကောက်ကွေးကွေးလေးနဲ့စပါတယ်သူဟာထိုင်းကို shopping ထွက်လို့ရှိပါတယ်နိုင်ငံရဲ့ချာအပျော်ကြီးတစ်ခုကိုအလွယ်လေးအိမ်ဦးနဲ့ကျမ်းပြင်လို့သွားနိုင်တဲ့သူဖြစ်ပါတယ်သူ့ရဲ့လက်ဝါးပြင်ကကံလန်းကိုလေးလာနိုင်ဖို့အတွက်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ဒီကနေ့လက္ခဏာဘုဒ္ဓတလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာသူတာတိုးဝါနိုင်ကြပါစေ